ဘီအက်ဂျီရဲ့ခေတ်သစ်ကိုဖန်ဆင်းပေးသူလူးဝိစ်အင်နရိတ်အားလုံးပဲမင်္ဂလာပါခင်ဗျ JK Sport 2.0ကနေပြန်လေးကြိုးဆိုပါရစေချန်ပီယံလိအောင်ပွဲမရှိတာဟာဘာဒီမျိုးရဲ့သမိုင်းဝင်အမဲဆက်ပါအဲ့ဒီအမဲဆက်ကိုရွှေအိုအောင်ဖြစ်အောင်ဘီအက်ဂျီနီးပြအင်နရိတ်ကစေးအောင်လှလှချေပေးခဲ့ပြီဘီအက်ဂျီသမိုင်းတစ်လျှောက်အခမ်းအနားဆုံးချန်ပီယံလိအောင်ပွဲကိုဖန်ဆင်းပေးခဲ့ပါပြီချန်ပီယံလိသမိုင်းတစ်လျှောက်မတူညီတဲ့အသေးနှစ်သင်းနဲ့ချန်ပီယံလိဖလားကြတဲ့6ဦးမြောင်နီးပြဖြစ်လဲစံချိန်တက်တင်နိုင်ခဲ့တာပါ ဘာစရာနီပြဘွားတော်ကဖလားသုံးလုံးအောင်ပွဲရအောင်ဦးဆောင်နိုင်ခဲ့သူလူဝေးဇန်နရီကအခု PSG တင်းတဲ့သူဖလားသုံးလုံးအောင်ပွဲထပ်ပြီးတော့ပိုင်ဆိုင်ခဲ့တာကလည်းတိတ်ပြီးဂုံယူပျော်ရွှင်စရာကောင်းပါလေအင်ဒိယက PSG အဝေးလဲကန်းတဲ့ငိမ့်ငိုင်းပန်းတွေဖူးဝေစေခဲ့တယ်ဂျယ်မွင့်အေးသွေးစီလုံးညီညွတ်မှုပြင်းထန်တဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေအချိုးကျကျပေါင်းဆက်ပြီးအောင်ပွဲဖော်မြူလာဖန်ဆင်းခဲ့တာပါလက်ရှိချိန်ဟာ PSG အတွက်ထူးခြားကြီးမြတ်ချိန်ပါ PSG ဈာမရီနှလုံးသားတဲ့ Champions League အောင်ပွဲဟာတသက်စာ မေ့မရနိုင်မဲ့အောင်ပွဲပါပဲ။ပြည်ကြီးဇာမားတွေကအခြေအဆုံသူတွေလိုပဲ။တယောက်တစ်ယောက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။ပါရမီဖြည့်ပေးဖို့အသင့်ရှိခဲ့တယ်။ပြည်ကြီးဇာမားတွေရဲ့မြန်နှုံးမြင့်စွမ်းရင်ဟာရုပ်ဝတ္ထုတတ်တတ်မဟုတ်ခဲ့ဘူး။စိတ်နဲ့ခုံမောင်းနေတဲ့အရာလေးဖြစ်ပြိုင်ဘက်တွေထိန်းချုပ်ဖို့ရာမဖြစ်နိုင်ခဲ့ပါဘူး။ဒါတောင်လဲ PSG ကအင်တာမီလန်ကို၅ဂိုးပြန့်နဲ့ချိန်မုံနိုင်ခဲ့တာပါ။ချမ်ပီယံလိသမိုင်းတစ်လျှောက်ဂိုးပြဆုံးအောင်ပွဲကိုဖန်ဆင်းခဲ့တာပါ။ပီအက်ဂျီလူငယ်ကျယ်ပွင့်နေတဲ့အထိတ်လမ်းမရှိကစားပုံဟာ အီရာမီလာရဲ့အတွေ့အကြုံရင်မာဂွန်ကိုဖျက်ဆီးပြလိုက်တယ်။ရရဆက်ဆက်အနိုင်ပြလိုက်တယ်။လူစင်နရီကယိုးသားပွင့်လင်းပြီးတော့ဟိတ်ဟန်မရှိဘူး။ဒါပေမဲ့ဆရာထက်တန်နေအပြောထက်အလုတ်ကိုဦးစားပေးသူပါ။လူစင်နရီမရောက်ခင်ကပီအက်ဂျီမှာတပုံးလေးများခဲ့တယ်။ဂျဲပွင့်ရဲ့အတ္တတိုက်ပွဲတွေများနေခဲ့တယ်။အရိပဝင်းညကိုစူးစီးညှို့ပြီးတော့ထတ်မြက်အောင်လူစင်နရီအသွင်ပြောင်းပေးခဲ့တာပါ။အင်နရီရဲ့အသွေးသားထဲမှာပြင်းပြတဲ့ဆန္ဒတွေအာကောင်မောင်းတန်စီးဆင်းနေတာပါ။ အဲ့ဒီ channel တွေက PSG ဇာမားတွေစီကူးဆက်သွားတယ်ဒီလိုနဲ့ပဲ PSG ရဲ့နာမည်ကျော်တင်ဂေတ togetherness ဖြစ်လာတာပါဒုက္ခတုမနာလိုစိတ်ကင်းမဲ့စွာဘုံဤမန်းချာတစ်ခုကိုတရုတ်ဖော်လာခဲ့တယ်ပျော်ပြေးဆန်တဲ့ဟန်ကိုပိုင်ဆိုင်လာခဲ့ပါတယ် MBP မရှိမှ PSG တင်ပိုကောင်းလာတယ်လို့ Vitinha ပြောလိုက်သူစက MBP မနာလိုဖြစ်ပြီးတော့ပြောတာမဟုတ်ပါဘူး MBP မရှိမှ PSG ကဘောလုံးအသင်းသင်းနဲ့ပို့ပြီးတော့တူလာတာဘောလုံးအားကစားနည်းက Dennis တို့ Golf တို့လို့မဟုတ်ဘူးတဦးတယောက်တည်းထူးချွန်နေလို့မရဘူး အသိန်းလိုက်စူးစီးညီညွတ်မှရတာပါမော်ရှာတွေဘလောက်များများ United မဖြစ်ရင်လက်ကားပါပဲ PSG ကကျယ်တင်သူစီမံကိန်းကိုအသေးအတန်တရုပ်ဖော်ပေမဲ့မျောလင်းသလိုဖြစ်မလာခဲ့ဘူးအာနာလူပွဲတွေပဲကြုံခဲ့ရတယ်ပါရီမျိုးမှာအင်ရှိမင်းသားတွေတိတ်များခဲ့ပါတယ်နေမာအမ်ဘာပေမက်ဆီတက်ခင်းမှာနှစ်ယောက်မှရှိနိုင်တဲ့ကျယ်ပွင့်တွေပိုင်ဆိုင်ခဲ့ပေမဲ့ပါရီယာပြင်းရင်းစစ်ကြောင်မတိုးတက်တဲ့တိုင်းမီလိုပဲနစ်မွန်းခဲ့ရတယ်အခု PSG ကစီလုံးချင်းရဲ့တချင်းတစ်ပုတ်ကိုတီးဆိုခဲ့ပါပြီအက်တာတွေမထီကြမညီကြပဲ ရီမန်းချက်စီအတူချီတက်နေခဲ့တာပါဘီအက်ဂျီရဲ့ကွင်းပြင်မှာစီးပွားရေးမဟာဗျူဟာပြောင်းလဲစားပြုနေသလိုကွင်းတွင်စီမံခန့်ခွဲမှုမဟာဗျူဟာလည်းပြောင်းလဲနေပါပြီဘီအက်ဂျီကကျယ်စင်စုစီမံကိန်းကိုတဖေးဖေးချင်းဆွလွန်နေတယ်ဘီအက်ဂျီကလူငယ်စီမံကိန်းကိုပို့ပြီးတော့ယုံကြည်လာတာပါအခုဆိုရင်ဘီအက်ဂျီကစေတော်သက်လူငယ်လေးဒူီကချန်ပီယံလိတမိုင်းလျှောက်ဖိုင်နယ်မှာဂိုးသွင်းနိုင်တဲ့စေတော်သက်ကစားမဖြစ်နဲ့စံချိန်တင်နိုင်ခဲ့ပါတယ်ထောင်ကွာ95ခုနဲ့မှာ IS အသင်းနဲ့တူ Clivert 2004ခုနှစ်မှာပေါ်တိုအသင်းနဲ့တူ Carlos Everdo တို့က ်ချန်ပီယံလိဖိုင်နယ်မှာဂိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးဂိုးသွင်းနိုင်သူတွေဖြစ်စံချိန်တင်ထားခဲ့တာပါအင်ရစ်ကဖိုင်နယ်အောင်ပွဲမှာအသက်၉နှစ်အရွယ်နဲ့ကင်ဆာကြောင့်ကွယ်လွန်ခဲ့တဲ့သူ့ရဲ့သမီးငယ်လေးဇာနာကိုတန်းတားလွမ်းဆုပ်ပြီးအောင်ပွဲခံခဲ့ပါလိဘာစရာနဲ့တူ2015ချန်ပီယံလိရတုန်းကဇာနာနဲ့အောင်ပွဲခံခွင့်ရခဲ့ပေမဲ့အခုတော့အင်ရစ်ကသူ့သမီးပုံရိပ်ပါတီရှပ်ကလေးဝတ်ပြီးတော့အောင်ပွဲခံခဲ့တာပါဂုံစရာအောင်ပွဲတွေကြကလွမ်းမောစရာမြင်ကွင်းပါပဲ။